ဒီပိုင်းဆောင်မှာကတော့ဂိုချောနဲ့ချောင်ကြတို့ဒရင်နောက်တွေလက်ကနေလွတ်အောင်ထွက်ပြေးလာပြီးတဲ့နောက်ချောင်ကြတယောက်တည်းအဆောင်မနေမလုံးကျုံမှာဆိုးတဲ့အတွက်ဂိုချောနဲ့ချောင်ကြကိုသူ့အိမ်စီပဲခေါ်လာခဲ့လိုက်ပါတယ်။အိမ်ဝင်ရောက်ချိန်မှာတော့ဂိုချောကချောင်ကြကိုပြန်မခဏဆောင်ခိုင်းပြီးရုပ်ဘွားနဲ့သူ့ရဲ့အခန်းကိုခန့်မြန်မြန်လေးဝင်ရှင်းလိုက်ရပါသေးတယ်။အဲနောက်ခဏကြာမှာတော့ချောင်ကြလည်းအိမ်ထဲဝင်လာပြီးတော့စကားခဏလောက်ပြောကြပြီးတဲ့နောက်မှာချောင်ကြလည်းပြင်းလို့ TV ကြည့်မယ်ဆိုပြီးတော့ TV ဖွင့်မယ်လို့လူပဲကြီးကိုချောလည်းကြည်လက်ဆဘာဘာညာရီနဲ့ဒိုးမှာဆိုပြီးတော့ချောင်ကြလက်ထက်ကနေ TV ရမ်းမှုကိုပြေးလူလိုက်တာကြောင့်ချောင်ကြပေါ်မှောက်ရက်လဲပြီးတော့ ။ကြောင်ကြားပုံပေါက်ရဲ့လဲပြီးတော့နှစ်ယောက်သားအကြီးချင်းစုံရင်းနဲ့ခုံသွားခဲ့ကြပါလိမ့်။အန်နောက်ကိုကျော်လဲရှက်ကိုရှက်ကန်းနဲ့နှစ်ချက်ဖို့ဖက်နှမ်းတော့မဲဆဲဆဲမှာပဲ။ကြောင်ကြားပွားနေထားလိုက်ပြီးတော့တဖန်ပြန်ပေါ်လာတဲ့အင်စရာနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့သတင်းတွေတက်လာရင်ကြောင်ကြားမခံစားနိုင်မှာဆိုတာကြောင့် DBO ဆိုရှယ်ကသတင်းတွေပါမကြည့်သေးဖို့အမှန်ပြောလိုက်ပါလိမ့်။ကြောင်သားတော့လက်ရှိဖြစ်ပျက်တွေကအရန်ကိုသူမအတွက်စိတ်ကတိကောင်းဖြစ်ရပြီးလူတွေအားလုံးသူမကိုအင်စရာဖြစ်မမှတ်မိခင်ကစိတ်တွေအရန်ညစ်ခဲ့ရတယ်လို့ အခုပြန်မှတ်မိသွားပြန်တော့လေအားလုံးမျောလင်းထားတဲ့ပုံစံမဟုတ်ပဲပုံပြပန်းပြဖြစ်နေအောင်သူမကူသူမလည်းစိတ်ပြအောင်ပြောပြီးတော့ချောင်းကြလေးစိတ်မကောင်းဖြစ်နေရပါလေအဲနောက်ချောင်းသားကတကယ်တော့လူတွေအားလုံးမသိတာကသူမကအင်စရာဖြစ်နေတုန်းကမှစိတ်ပြစရာကောင်းလောက်ရင်းအသီးနဲ့အတ္တကြီးခဲ့တာဖြစ်ပြီး25နှစ်ကြာတဲ့အထိသူမပေါ်ကိုဟီအောင်တယောက်အညိုတွေကြီးနေတာကလည်းဒီအချက်ကြောင့်ပဲဖြစ်နိုင်ကြောင်းနဲ့သူမရင်သူမှုတွေပေါ်တီးမခံနိုင်တဲ့သူတွေလည်းနောက်ထပ်ရှိနေနိုင်သေးတာကြောင့်သူမကိုတတ်ဖို့စူးစမ်းနေသူကလည်းအဲ့ထက်ကတယောက်များဖြစ်နေနိုင်မလားမသိဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်နေရပါလေ။ ကိုချောရသူကရာဆွေသားတွေမကောင်းတဲ့ကောင်းတွေအများကြီးနဲ့ဆုံးခဲ့ရဘူးတဲ့အတွက်ချောင်းချမ်းပုံစံကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာခံမှန်းမိကြောင်းနဲ့တခါလေကိုမတော်ဆားလှုပ်လိုက်မိတဲ့အပြုတ်မူကတခြားတယောက်အတွက်ထိနာသွားရင်လည်းနာသွားနိုင်တာကြောင့်အများကြီးတွေးပြီးတော့ကိုကိုအပြစ်တင်မနေဖို့နှစ်သိမ့်ပေးလိုက်ပါတယ်အဲ့ဒါမှာတော့နှစ်ယောက်သားစကားဆက်ပြောကြရင်အတိတ်ကအကြောင်းတွေပြန်ပြောပြကြတဲ့အခါလွန်ခဲ့တဲ့25နှစ်ကဘူဆန်ရဲစခန်းမှာတောင်ဝင်ထမ်းဆောင်တဲ့စုံတော်ဘက်ကနေကိုချောကဝင်ကာပေးပါတယ်ဆိုတော့ချောင်းချားပြဿနာရှာတာကြောင့်ကိုချောလည်းအဲ့ဒီစုံတော်လေးကသူကိုယ်တိုင်မဲဆိုတာကိုချောင်းချားမရိပ်မိအောင်လှဲ့ပတ်ပြောလိုက်ရပါတယ် အဲ့ဒါမှတော့ကိုကျွားချောင်းသားညာဝေးအိတ်ဖို့သူ့ရဲ့ဝေစားရီနဲ့အိတ်ဖို့အိယာကိုပြင်ပေးလိုက်ပြီးတော့ချောင်းသားကိုသူ့အိယာမှာပေးလိုက်ကကိုကျွားတော့အေကန်ဆိုဖာမှာအိတ်ဖို့ထွက်လာခဲ့ပါတယ်ချောင်းသားတော့တယောက်တည်းကြံခဲ့ချိန်မှာလေအင်စရာကိုအများကြီးမျောလင်ထားတဲ့ပရိသတ်တွေအတွက်သူမလက်ရှိပုံစံကြောင့်စိတ်ပြတ်စေခဲ့မိပြီဆိုပြီးအတွေးပေါင်းများစွာနဲ့အိတ်လို့မရပဲဖြစ်နေခဲ့ပါတယ်ကိုကျွားရဲ့အိယာမွေငင်ကိုလက်တန်ရှင်းလုံနေချိန်မှာပြီးရင်ပြန်ဝေးရမယ့်ဝေစားတွေကအိမ်သားလေးပြုတ်ကျပြီးတော့ညစ်ပတ်သွားတာကြောင့်ခန္ဓာကိုယ်ပဝါလေးနဲ့ပဲပတ်ပြီးတော့ဝေစားယူအပြင်ကိုကုတ်ချောင်းကုတ်ချောင်းလေးနဲ့ပြန်ထွက်လာခဲ့ပါတယ် ဲ့ချိန်အေးဘူးလာယူတဲ့ချောင်းသားနဲ့ထိတ်တိုက်တိုးနေရတော့ခန္ဓာကိုယ်မှာပဝါလေးတွေပဲပတ်ထားတဲ့ကိုချောကိုမြင်သွားတဲ့ချောင်းသားလဲရှာကိုးရှာကန်ဖြစ်သွားပြန်ပါလေကိုချောကလည်းချောင်းသားကိုမျက်နှာလေးပူပြီးရေချိုးကန်နဲ့ပြန်ဝင်မဲ့အလုပ်မှာပတ်ထားတဲ့ပဝါချောင်းသားရှိမှလည်းရုတ်တရက်ကျွတ်ကျသွားတာကြောင့်အဆက်ကြီးကွဲကုန်ရတော့တာပါချောင်းသားလည်းကိုချောရဲ့ပုံစံမြင်ပြီးတော့လက်ထဲကအေးဝူးတွေပါပြုတ်ကြကလန့်ဖြန့်ပြီးတော့အိတ်ခမ်းတွေကိုအမြန်ပြေးဝင်သွားခဲ့ပါတော့တယ်။အဲ့ဖြစ်ပြတိဖြစ်ပြီးတဲ့နောက်မှာကိုချောလည်းချောင်းသားအားလုံးမြင်သွားပလားဆိုပြီးတော့တွေးနေအရန်ရှက်နေရာကြောင့်အိတ်မပြောင်းနိုင်သေးပဲနေရထိုင်ရာခတ်နေခဲ့ရပါတယ်။ အနောက်ကိုချုံလေးခန်းနာကိုကတ်သွားပြီးတော့ချောင်းသားအတွက်လန်သွားစေခဲ့တောင်းမယ်ပါလေဆိုလို့ပြောလိုက်ပေမဲ့အထက်ကဟောက်တန်နေချားနေရတာကြောင့်ချောင်းသားအိပ်ပျော်သွားပြီးလို့ပဲကိုချောလေးထင်သွားခဲ့ပါလေတကယ်တော့ချောင်းသားကခုနအဖြစ်ပြတ်ကြောင့်ကိုချောကသူမကိုသွေးဆောင်ပြီးဖျားယောင်းကျင်တယ်လို့ထင်လွဲပြီးတော့အိတ်ချင်အောင်ဆောင်းနေခဲ့တာပါတမက်မှလည်းဘဲကြအမားဖြစ်သူနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့မှတ်ချက်တွေပေးနေတဲ့တဲ့င်းတစ်ခုကိုတီဗီကနေကြားလိုက်တာကြောင့်ဒေါသထွက်ပြီးတော့မားဖြစ်သူစီကိုဖုန်းဆက်လိုက်ပေမဲ့ဖုန်းကိုခေါ်မရဖြစ်နေတာကြောင့်ဘဲကြလည်းအဲ့နယ်ဘဲကဘာတွေများကောင်းနေလို့လဲ အခုလို့အနေခံပြီးတစ်ခေါက်ပါလို့ပြန်သွားနေရတာလေးဆိုပြီးတော့အမဖြစ်သူစိတ်တူနေခဲ့တာပါအဲဒီအချိန်မှာဓာကြီးရောက်လာပြီးတော့ဒေါ်ဖြစ်သူဟာအင်စရာဆိုတာကသူမကိုဖုံးကွယ်ထားပါမလားဆိုပြီးတော့အမေဖြစ်သူကိုစိတ်ဆိုးသွားပါလေအဲနောက်အရင်ကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့အခုလိုမျိုးသူများတွေဝိုင်းပြီးတော့လက်ညှိုးထိုးနေခဲ့ကြအချိန်မှာမိသားစုဝင်ချင်းချင်းဖေးမတင်တော့အမေကဘာဖြစ်လို့ဒေါ်လေးကိုတအားပဲမုန်းနေရလဲဆိုပြီးတော့ထပ်ပြောတဲ့အခါပဲကြာလဲသူမမှလည်းအကြောင်းရှိလို့ဖြစ်ကြောင်းပြန်ပြောလိုက်ပေမဲ့ဓာကြီးကတော့စိတ်ဆိုးပြီးအခန်းထဲကိုဝင်သွားပါတော့တယ်နောက်မနေ့ရောက်တဲ့အခါမှာတော့ကိုကျော်လေးမနက်စာပြင်ဆင်ပြီးတော့အတူစားဖို့ခြောင်ကြောက်ကိုသွားခေါ်ပေမဲ့ ။ချောင်သားတို့ social ပေါ်မှာတက်လာတဲ့သူမရဲ့မကောင်းသတင်းတွေကိုမြင်လိုက်တာကြောင့်စိတ်မကောင်းဖြစ်ပြီးတော့ငိုနေခဲ့ပါလေ။ကိုချွတ်လည်းလူတွေကဒီလိုပဲသတင်းတစ်ခုတက်လာရင်ချဲ့ကားပြီးပြောဆိုကြတော့မှဖြစ်လို့လက်လောတက်လာတဲ့သတင်းတွေကိုဘာဝင်မဖတ်သေးပဲ social နဲ့စက်သွယ်ခဏလောက်ဖြတ်ထားဖို့ပဲဖြောင်းဖြားပြီးမနှက်စာတူစားဖို့ခေါ်သွားလိုက်ရပါလေ။တပတ်မှလည်းဟီယောင်းကနောက်ထပ်ရိုက်မဲ့သူမရဲ့ဇာကားထဲမှာချောင်သားတို့ဘာထည့်ရိုက်ဖို့စီစဉ်လို့ဆိုပြီးဒူအန်စီမာကြီးကျယ်ပေါက်ကွဲပြီးတော့ပြောဆိုနေတာပါ။ အဲ့ချိန်ဒူဝမ်ကလည်းဒီဇာကသူ့ရဲ့ကိုပိုင်း21 entertainment ကနေယင်းနှမြုံနံထားတာဖြစ်တဲ့အတွက်ဇာကောင်ရွေးချယ်ဖို့သူစိတ်ကြိုက်ပဲလုပ်မှာဖြစ်ပြီးဟီအောင်တယောက်ပဲစိတ်ရှိနေမှာမဟုတ်ဘဲနဲ့သူလည်းဟီအောင်ကိုတော်တော်တီးခံနေရတာဖြစ်ကြောင်းနဲ့ဘုံချောင်းသားအင်ဆာရာဆိုပြီးတော့သတင်းဖြန့်တာကလည်းဟီအောင်ပဲဆိုတာသူတီထားသောဒေါသကြီးနဲ့ပြန်ပြောလိုက်ပါတယ်။အဲ့နောက်ဒူဝမ်ကဟီအောင်ရှုံးသမျှကိုဘယ်ချိန်ဒီနောက်ကနေ live stream ပေးနေအောင်မလဲလို့မေးလိုက်ပြီးလုံခဲ့တဲ့25နှစ်ကနေခုချိန်ဒီစိတ်သက်ကမပြောင်းလဲသေးဘူးပဲလို့ပြောလိုက်တာကြောင့်ဟီအောင်လည်းဒေါသထွက်ပြီးတော့ဒူဝမ်ကိုတစ်ချက်တီးမယ်လို့မှဒူဝမ်ကလက်ကိုဖမ်းထားလိုက်ပြီး ဆောင်ထရမဲ့ကျင့်ဝတ်တွေကိုလိုက်နာဖို့ဟီအောင်သတိပေးလိုက်တာကြောင့်နှစ်ယောက်သားအချင်းတွေတင်းမာခဲ့ရပါတယ်။ကိုချောလည်းဒူဝမ်အန်တိန်မန့်စီရောက်လာပြီးတော့တာဝန်ရှိသူတွေအကုန်လုံးကိုသူ့ကိုယ်သူဘုံချောင်းတိုင်းမန်နေဂျာပါလို့တလေးစားမိတ်ဆက်လိုက်ပြီးဒူဝမ်ရုံးခန်းစီကိုထွက်လာဖို့လုံးမှာခန်းထဲကနေဆဲဆူနေတဲ့အတန်းတွေကိုကြားလိုက်တာကြောင့်အပေါင်းအမရက်ပြီးတော့မတိမသားနားထောင်နေလိုက်ပါတယ်။ကနားကြတဲ့ခါမှတော့ခန်းထဲကထွက်လာတဲ့ဟီအောင်နဲ့ထိတ်တိုက်ဆုံလိုက်ရတဲ့အတွက်ကိုစောလေးဘာမှမသိလို့နဲ့ကိုစလေးဂန်ဒူဝမ်ခေါ်ရလို့ရောက်လာတာပါဆိုပြီးတော့ပြောလိုက်ပြီးခန်းထဲကိုဝင်သွားလိုက်ပါလေဒူဝမ်ပြန်တော့မဲ့ဟီအောင်ကိုလည်းမပြန်သေးဘူးတားလိုက်ပြီ နောက်ရမယ့်ဇလန်းတွဲမှာမင်းသားဝမ်ဘန်းနဲ့အတူတူကောင်းဆောင်မင်းသမီးဖြစ်ဟီအောင်ကိုရွေးထားပြီးတော့ချောင်းသားတော်ဒုတိယမင်းသမီးညမှာတရုတ်ဆောင်အောင်မယ်လို့ပြောပြီးဇန်ညိုးစာကိုကိုချောစီပေးလိုက်တာကြောင့်ဟီအောင်လည်းမကြင်မနှက်တွေဖြစ်ပြီးတော့ဒေါသတွေထွက်နေတော့တာပါကိုချောတော့မင်းသားနဲ့မင်းသမီးပြီးရင်ဒုတိယရေးကြီးဆုံးဇက်ကောင်တွေကမှချောင်းသားကိုထည့်ပေးထားတဲ့အတွက်ရန်ကိုဝမ်းသာနေပါတော့တယ်အဲ့ဒီဟီအောင်ကတော့ဒူဝမ်းကဥဆောင်ပြီးတော့ပထမဆုံးပရိုဂျူဆာလုပ်တဲ့ဇလန်းမှာချောင်းသားကိုဒီတိုင်းထည့်လိုက်မယ်စာအဲ့ဒီကာရိုက်တာမှာတရုတ်ဆောင်ဖို့လူရွေးပွဲလောက်တော့လုပ်တင်ကြောင်းနဲ့သူမလည်းအဲ့ဒီလူရွေးပွဲမှာဒိုင်းဖြစ်နေပေါင်ရင်သွားမှာဖြစ်ကြောင်းဒူဝမ်းကပြောလိုက်ပါတယ် အဲ့ချိန်ဒူဝင်ကတော့ဟီအောင်ပြောသလိုဆိုရင်လည်းတကြောပြန်အင်ဆရာရဲ့လူရေးပွဲဆိုတော့ဇလန်အမရိုက်ကူးကင်မာကလေးကလူစိတ်ဝင်စားမှုခံရမှာဖြစ်ကြောင်းသတိရသွားတာကြောင့်ဟီအောင်ပြောတာကိုလက်ခံပေးလိုက်ပါတော့တယ်။ဒါမဲ့ဒိုင်းနေသဘောတွင်တော့ဘာမှမကန့်ကွက်ပဲချောင်းချောင်းပဲရွေးချယ်မှာဖြစ်ကြောင်းကိုတော့ဟီအောင်ကိုကြိုးပြောထားလိုက်ပါတယ်။အဲ့နောက်ကိုကျော်လည်းအိမ်ုံပြေးပြန်ပြီးတော့ချောင်းချောင်းအကြောင်းဆုံးပြန်ပြောပြလိုက်တာကြောင့်ချောင်းသားလည်းမမျှော်လင့်ပဲရလာတဲ့မှာကွင်းအတွက်ရန်ကိုပျော်နေတော့တာပါ။ကိုကျော်ရောအရန်ပြောမနေသေးပဲဇလန်းမှာပေါဝင်ရိုက်ကူးဖို့လူရွေးဝဲဝင်ပြိုင်အောင်မှာဖြစ်ကြောင်းထပ်ပြောတဲ့အခါ ချောင်းသားလည်းဘလို့ပဲဖြစ်ဖြစ်ပါဝင်ခွင့်ရအောင်မရမကစူးစမ်းမှာဖြစ်ကြောင်းပြန်ပြောပြီးလိုအပ်တာတွေပြင်ဆင်မှုတွေကသူမရဲ့အဆောင်ကိုချက်ချင်းလိုက်ပို့ပေးဖို့ကိုကျော်ကိုပြောလိုက်ပါတယ်။ချောင်းသားကြောင့်အဆောင်ပြန်ရတဲ့အခါမှာတော့အဆောင်သတင်းတော်တွေရောက်လာပြီးချောင်းသားကိုလာရှာခဲ့တဲ့အကြောင်းကိုချောင်းသားနဲ့ရင်းနှီးတဲ့အဆောင်ကမိန်းကလေးတယောက်စီကနေကြားလိုက်ရပါတယ်။ချောင်းသားလည်းအဆောင်မှုသိရင်ပြဿနာတက်မှာလို့ဆိုရင်ပြီးတော့သူမအခန်းကိုကိုးကြောင်ကိုးဝင်နဲ့ဝင်ဖို့လှုပ်ပါတော့တယ်။အဲဒီမှာအဆောင်ဦးနဲ့ထိတ်တိုက်သွားတိုးတာကြောင့်ချောင်းသားလည်းလမ်းဖြတ်ပြီးတော့အဆောင်သတင်းတော်တွေရောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးအဆောင်မှုကသူမကိုဒေါသထွက်နေမယ်အထင်နဲ့တောင်းပန်လိုက်ပြီးမြဲ။ ကံကောင်းစွာနဲ့ပဲဆောင်မှုကအင်စရာကိုအရန်ကြိုက်ခဲ့တဲ့ဘစ်ဖန်တယောက်ဖြစ်နေတာကြောင့်ချောင်းသားလည်းဘာမှပြောဆိုမခံရတဲ့ပြင်အချီးကျူးပါခံလိုက်ရပါတယ်။တမမလည်းကြီးစားကောင်ဒဲကူကသူ့ရဲ့အတန်ဖိုင်အားလုံးမိသွားတဲ့ကြောင့်ရှင်းနေကိုပြောပြနေပါတယ်။ရှင်းနေရတော့ဒဲကူလူတက်ဖို့ငားရတဲ့ဂျူဆောင်းမီဘက်ကငှားပေးထားကြောင်းအကြောင်းစုံစားဖြစ်လာရင်အကုန်လုံးကိုမဖော်ထုတ်ဖို့ဒဲကူကိုအပြင်းထန်သတိပေးနေခဲ့ပါတယ်။ဒဲကူကအပြစ်တွေအားလုံးကိုသူ့ဘော်မှာပုံချနေအောင်လက်ခံမှာမဟုတ်ကြောင်းနဲ့ မိရင်သူတယောက်တည်းတော့မိခံမှာမဟုတ်ပဲအားလုံးဖော်ထုတ်ပြမှာဖြစ်ကြောင်းကြိမ်းဝါပြီးသူ့ဘောက်အခုလိုမျိုးအဆုံးသတ်ခံမှာမဟုတ်ဘူးလို့ရှေ့နေကိုပြောလိုက်ပါလေကျူဆောင်ဖီကလည်းရဲရီတက်တေရသွားတဲ့ကိစ္စကြောင့်လောက်ကိုသေးချာမလုပ်ဘူးဆိုပြီးတပည့်ဖြစ်သူကိုကြောင်တို့ဆဲဆူနေတာပါရွေးကောက်ဝယ်လဲနီးနေဖြစ်တာကြောင့်ဒီအထဲမှာသာတစ်ခုခုဖြစ်သွားရင်ပြဿနာကြီးတက်သွားနိုင်တာကြောင့်ကျူဆောင်ဖီလည်းအကြက်ရိုက်နေရပါတော့တယ်အဲအချိန်ထက်လူကြီးစီကဖုန်းဆက်လာတဲ့အတွက်ကျူဆောင်ဖီလည်းအပြေးသွားလိုက်ရပြီးတော့ဒီကိစ္စကိုသူအာမခံတာမလို့ဘာမှမဖြစ်စေရပါဘူးလို့ဂရိထပြီးတော့ပေးနေရပြန်ပါတယ် ထက်လူကြီးကတော့ဒီကိစ္စအတွက်စိတ်ပူနေရမဲ့သူကသူမဟုတ်ပဲဂျူဆောင်းမိသားဖြစ်ကြောင်းပြောလိုက်ပြီးတော့ဂျူဆောင်းမိပေါ်မှာအပြစ်ပုံချပေးလိုက်ပါလိမ့်အဲ့နောက်ကိစ္စတွေအားလုံးအပြီးသားစေချင်ရင်ရွေးကောက်ပွဲမှာတိုင်ခင်မှာပဲသူတက်ခိုင်းထားတဲ့မိမအောင်အပြတ်ရှင်းပေးရမှာဖြစ်ပြီးတကယ်လို့ဒီကိစ္စမဖြေရှင်းမိခင်မှာဂျူဆောင်းဖီကအမှားလုပ်လိုက်မိရင်သူတို့ရဲ့မဲဆွဲစည်းရုံးတစ်ခုလုံးကိုအမှိုက်ပုံးနဲ့ထည့်ပစ်လိုက်သလိုအဖက်ဆဲလို့မရတော့ပဲဖြစ်သွားမှာကြောင့်ကိစ္စကိုမဖြေရှင်းခင်ဒီဂျူဆောင်းဖီကိုလည်းမဲဆွဲစည်းရုံးကနေထုတ်ထားအောင်မှာဖြစ်ကြောင်းထက်လူကြီးကပြောလိုက်ပါတယ် ကျူဆောင်ပြီးလဲမဲဆွဲစီယုံကသာထုတ်ခံလိုက်ရင်ဘာကောင်းမှမဟုတ်တော့မယ်သူအဖြစ်ကိုတွေးပြီးတော့စီယုံကမထုတ်ဖို့ပြောချင်မိမယ်လဲအထက်လူကြီးကမဖြစ်နဲ့မိန်ထုတ်လိုက်တာဖြစ်တဲ့အတွက်ဘာမှစောရကမတရေပဲပြောတဲ့အတိုင်းသာလက်ခံလိုက်ရပါလိမ့်အဲနောက်ကျူဆောင်ပြီးလဲဒေါသတွေနဲ့အကြီးကျယ်ပေါက်ကွဲပြီးတော့ချောင်းချောင်းအမြန်ရှင်းပြဖို့အတွက်တပည့်ဖြစ်သူဂျောင်းတို့ပြောလိုက်ပါလိမ့်ဂျောင်းတို့တော့ရဲတပ်ဖွဲ့ဘက်ကတပ်တည်တို့ရာသွားပြီးတော့သူတို့နောက်ကိုလိုက်နေကြရဖြစ်တာကြောင့်ဘာမှထမ်းမလို့တော့ပဲသူသေးသေးနေဖို့အတွက်ကျူဆောင်ပြီးကိုပြန်ပြောတဲ့အခါကျူဆောင်ပြီးလဲဒေါသပို့ထွက်သွားပြီးတော့ဂျောင်းတို့ထကံမာတို့တွေ အဲ့ချိန်ဆောင်းတဲ့ကူကားစီးဝင်လာကြောင်းဂျူဆောင်းဖီလည်းနေရာကနေထွက်သွားလိုက်ပြီးကိုကြောင်တို့ကတော့ဘာသက်တည်မှမကြမ်းပဲချောင်းကြကိုကောင်းကောင်းအပြတ်ရှင်းပေးနိုင်မဲ့နောက်တယောက်ရှာဖို့တော့လက်ထောက်ကိုပြောလိုက်ပါတယ်တမမလည်းကြီးသားကောင်တဲကူကအချုပ်ထဲမှာဆေးဆေးခံနေရတော့မှပဲအကြီးပေါ်ချင်းနေရောက်သွားတာကြောင်းဈေးအုံမြန်တင်လိုက်ရပါတယ်ကိုကျော်လည်းတာဝန်ရှိရာရှိတယောက်အချင်းနေမေးကြည့်တဲ့အခါကြီးသားကောင်တဲကူဟာအရင်ကဝယ်ဥပြန်ယောဂကြောင်းကုသမှုခံခဲ့ရပြီးလက်ရှိချိန်တွေကတော့အိပ်ပျော်နေတဲ့အသက်ရှူကြက်ပြီးတော့ယောဂဖောက်ပြန်လာခဲ့တာကြောင့်အသေးအံဖြစ်လို့ဈေးအုံတင်ခဲ့ရတယ်လို့ရာရှိကဆိုပါတယ် အဲဒီမှာကိုကျော်လည်းဒီကိစ္စသွေးသားမဟုတ်ပဲဒေဦးစီကအတန်ဖိုင်တက်တယ်မိသွားတဲ့အတွက်အကျုံထဲမှာပဲဒေကူကိုရှင်းပြဖို့တယောက်ကစီစဉ်နေစွာကိုရိတ်မိသွားပါတယ်တပတ်မှလည်းဆွေအောင်တယောက် live လွှင့်ပြီးတော့ဈေးရောက်နေတော့လွန်ခဲ့တဲ့25နှစ်ကအင်စရာရဲ့မတော်ဆမှုကဘလို့ဖြစ်ခဲ့တာလဲမင်းလုံးချန်ခဲ့တာတော့မဟုတ်ဘူးလားဆိုရယ် comment ကိုတွေးလိုက်တာကြောင့်မန်းကိုမြင်ပြီးတော့လန့်သွားတယ်ဆွေအောင်လေးဈေးရောက်တာကိုရက်လိုက်ပြီး live ကိုအမြန်ပိတ်ချပြစ်လိုက်ပါတော့တယ်တကယ်တော့အဲ့ဒါကထဲဆုလို့လင်မယားရဲ့လက်ချက်ဖြစ်ပြီးတော့ဆေရာကိုဆွေအောင်တို့လုံးချန်တာဟုတ်မဟုတ်သိရဖို့အတွက်အကောင့်တူဖွင့်ပြီးဆွေအောင်ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ် ထဲဆုလို့လေသူတို့ရေးလိုက်တဲ့ကွန်မန်းကြောင့်ဆွေအောင်တယောက်မျက်စိမျက်နှာပြတ်ပြီးတော့ရုပ်တရက်ကြီး live ကိုပိတ်ချသွားတဲ့အတွက်သူတို့ထင်းတဲ့တန်တရားတွေကအမှန်တရားများဖြစ်နေပြီလားဆိုပြီးတော့ဆွေအောင်ကိုမတင်ငါဖြစ်နေချိန်မှပဲဆွေအောင်စီကနေနေမသူလဲဆိုရယ်စာဝင်လာခဲ့ပါလိမ့်ထဲဆုလည်းရန်အောင်အံ့ဩသွားတာကြောင့်ဒီတိုင်းဆိုသေးတာတော့ရှိပြီဆိုပြီးလိုရတဲ့25နှစ်တုန်းကနေလုံးခဲတာဒီအကုန်လုံးသိတယ်ဆိုပြီးတော့စာပြန်ပို့လိုက်ကအချင်းတွေကိုစောင့်ကြည့်လိုက်ပါလိမ့်တပတ်ကဆွေအောင်ကလည်းလွန်ခဲ့တဲ့25နှစ်ကဟာရီကိုတိနေအောင်ဘသူများလဲဆိုပြီးတော့တွေးနေတဲ့အတိတ်ကာလစီကိုပြန်ရောက်သွားခဲ့ပါတော့တယ် ။ဇွန်ဟောင်းတယောက်ဟီအောင်ရဲ့မန်နေဂျာစီသွားပြီးတော့ဟီအောင်ငားရတဲ့ဆွဲကြိုးကိုပြန်သွားတောင်းချိန်အခန်းထဲကိုဟီအောင်ကဖုန်းပြောနေတဲ့ရုပ်တရက်ဝင်လာတာကြောင့်ဇွန်ဟောင်းလည်းတနည်းအားမကွယ်ပြီးတော့နေနေလိုက်ပါလေ။ဇွန်ဟောင်းကမကြည်မနှက်ဖြစ်နေတဲ့ပုံစံနဲ့ပဲအင်စရာပြောတယ်။စူရတဲ့အချိန်ဒီပဲတီးခံပေးနေပါလေ။အကြောင်းဆုံးချက်ချင်းသတင်းသာရှင်းလင်းဝဲလုပ်ပြီးတော့ဖော်ထုတ်ပြမှာလေ။အဲ့ဒါကျွန်မမေးရမှာမဟုတ်ဘူးလေ။ဇေယားထန့်တန်တဲ့သူကကိုကိုနိုင်ဖြေရှင်းရမှာပေါ့။ကျမမအထူးလဲဆုံးဆုံးစရာမရှိဘူးလို့တဖက်ကိုပြောပြီးဖုန်းချပစ်လိုက်ပါလေအဲတော့ဟီအောင်ကတဖက်ကိုလဲလာတဲ့ခါဝေစင်တော့မှရှိနေစုံရအောင်တွေးသွားခဲ့ပြီးတော့ ဘယ်ချိန်ကလေးရောက်နေရလဲစောစောကပြောနေအကုန်ကြားလိုက်လားလို့မေးပြီးတော့ဇူးဇူးရဲရဲမျက်လုံးတွေနဲ့စိုက်ကြည့်လိုက်တာကြောင့်ဇွန်အောင်လည်းထိတ်လန့်သွားတာပါတော့တယ်လက်ရှိချိန်မှာလည်းဇွန်အောင်ကအတိတ်ကကိစ္စတွေသိနေရဆိုပြီးတော့ပြောလာသူကဘယ်သူများဖြစ်နေရလဲဆိုတာကိုစဉ်းစားများဖြစ်နေပြီးတော့စိတ်လှုပ်ရှားနေခဲ့ရပါတယ်ချောင်းသားလည်းညီမဖြစ်သူစီခဏလောက်သွားလည်နေသူမလက်ရှိရိုက်ကူးရေးတွေနဲ့ပတ်သက်ပြီးတော့ညီမဖြစ်သူကိုပြန်ပြောပြနေပါတယ်အဲနောက်ချောင်းသားညီမဖြစ်သူလက်ထဲကိုပတ်စံထုတ်ထုတ်ထည့်ပေးလိုက်ပြီးသူမကအမတယောက်တောင်းဝင်ရောသားသမီးတောင်းဝင်ကိုရောမကျေနိုင်ခဲ့တဲ့အတွက် ညမဖြစ်သူတောင်းပန်ကြောင်းနဲ့ဒီပတ်စံနဲ့လဲဘေးကြာရှိတဲ့အကျွေးတွေကိုဆက်လိုက်ဖို့အတွက်ညမဖြစ်သူကိုပြောလိုက်ပါတယ်ဘဲကြတော့ခုလိုပြန်ပြီးတော့လုံနိုင်ခဲ့တာနဲ့ဘာတော်များဒီတော်တွင်းမှာဖြစ်လို့နေခဲ့ရတာလဲဆိုပြီးတော့အမဖြစ်သူကိုမေးတဲ့အခါခြောင်သာလဲသူမလေသူမရဲ့တက်လန်းတွေစီကိုဆက်သွားဖို့ခြေောက်တွေကိုချုံနှောင်ထားခဲ့တာကဘာအရာလဲဆိုတာသိချင်နေတာဖြစ်ပြီးသူမကခုကဆက်ပြီးတော့လဲဘဲရာကိုမစိုးထိတ်တိုက်ရင်ဆိုင်ပြီးတော့ဘဲဦးမထွက်ပြေးမှာမဟုတ်တော့ကြောင်းနဲ့သူမစီကပျောက်ဆုံးသွားတဲ့မှတ်ညံတွေရောဘဲရာကိုမစိုးရောအားလုံးရောက်ပြန်ယူပြီးတော့လူမန်နေရာမှန်ပြန်ဖြစ်သွားအောင် စ조사တော့မှာဖြစ်ကြောင်းညီမဖြစ်သူကိုပြောပြလိုက်ပါတယ်အဲ့ချိန်ဘဲကြတော့အမဖြစ်သူရုတ်တရက်အက်ဆီဒန့်ဖြစ်ပြီးတော့သူမတယောက်တည်းဒုက္ခတွေကြားထဲမှာရှင်သန်ခဲ့ရတဲ့အချိန်တွေကိုတစ်ခေါက်ပြန်တွေးမိသွားခဲ့ပါတယ်ဘဲကြတော့အမဖြစ်သူကိုမိခိုးပြီးတော့နေထိုင်နေရတဲ့ထက်တန်းကျောင်းသူဘွားမှာအရာလုံးထောက်ပံ့ပေးနေအမဖြစ်သူကလည်းအက်ဆီဒန့်ကြောင့်သတိမေ့နေခဲ့ပြီးအဖေဖြစ်သူကလည်းဝရမ်းထုတ်ခံထားကထွက်ပြေးနေတဲ့အတွက်တက္ကသိုလ်ဝင်ဆောင်ပွဲဝင်မဖြေတော့ပဲရပ်ပစ်ဖို့လှုပ်လိုက်ပါတယ်ဒါပေမဲ့အတန်းပိုင်းဆရာမအားပေးမှုကြောင့်ဘဲကြလည်းဆောင်ပွဲဖြစ်ကိုပြန်စဉ်းစားခဲ့ပြီးဆောင်ဝဲပြရမယ့်နေ့မှာပဲရေးပေါ်ခန်းမှာရောက်နေအမဖြစ်သူက အရေးပေါ်သွေးသွင်းမှုလိုအပ်လာခဲ့ပါတယ်။ဇေယုံကအကြောင်းလမ်းကြားပြီးခြင်းမှာပဲဘဲကြလဲဆောင်းဝဲဖြစ်ဖို့ရောက်နေတယ်။ចောင်းဘဝကနေအပြေးပြန်လှည့်လာခဲ့လိုက်ပြီးအမားဖြစ်သူတွေတခြားမှာရှာဖို့ခက်ခဲတဲ့ရှာပါသွေးမျိုးစားကိုပေးဖို့ဖြစ်လာခဲ့တာကြောင့်ဘဲကြလဲတက္ကသိုလ်ဝင်ဆောင်းဝဲဖြည့်ဆို့ဖို့အခွင့်အရေးဆုံးဆုံးလိုက်ရတာပဲဖြစ်ပါတယ်။တပတ်မှလဲအမေဖြစ်သူကိုပိတ်ရက်မှာစားကြီးလိုက်သွားမယ်လို့လိန်ပြောပြီးထွက်လာတဲ့ဒါအီကအကလေးကျင့်တဲ့အချိန်မှာနောက်ကျပြီးရောက်လာခဲ့လို့ဆိုပြီးတော့တခြားအတင်းတန်းသားတွေပြောဆိုတာကိုခံရရပါတယ်။အဲ့ချိန်ဒါအီတို့နဲ့အတူတူလေးကျင့်နေတဲ့ခနာနာအနေနဲ့တင်းတန်းသူရယ်လီကို ကိုစလဲကတွေးကျင်လို့ဆိုပြီးတော့တာဝန်ရှိသူတယောက်ကလာခေါ်ခဲ့တာကြောင့်ဒါရီတို့လည်း rally တယောက်တည်းကိုဘာကြောင့်တီးတန်းခေါ်ထုတ်သွားတာလဲဆိုပြီးတော့ထူးဆန်းနေကြပါလိမ့်။အဲနောက်တင်တန်းသူ rally ကတာဝန်ရှိသူနဲ့အတူတနင်္လာရောက်သွားနေကြတာဖြစ်ပြီးတာဝန်ရှိသူကတော့အခုလိုမျိုးကိုစလဲကြီးခေါ်တာခံပြီဆိုရင်ဘွဲဥဒ်အဖွဲတဲကိုထဲခံပြီးဆိုတာတေချာတော့ဖြစ်တာမလို့ကောင်းကောင်းလုပ်ဖို့အတွက်တေချာမှာပြီးတော့တနင်္လာလိုက်ဖို့ပေးလိုက်ပါလိမ့်။ချောင်းကြလဲသူမရဲ့ခန်းချင်းချင်းလေးထဲမှာပဲတပတ်ခန့်အတန်မကြောင်းလူရေးပွဲအတွက် dialogue တွေကိုခက်ခဲနဲ့အပြင်းထန်လေ့ကျင့်နေခဲ့ပါလိမ့်။ အဲ့လိုနဲ့လူရဲပွဲနေ့ကိုရောက်တဲ့အခါမှာတော့ဟီအောင်လဲသူမရိုက်ကူးမဲ့ဇလန်တွဲထဲမှာချောင်းချောင်းမပါစီခြင်းလို့သာလူရဲပွဲလုပ်ရပေမဲ့တခြားဝင်ရွေးခံတဲ့ပြိုင်ပွဲဝင်တွေကိုလည်းသဘောကျမနေခဲ့ပြန်ပါဘူး။ပြိုင်ပွဲဝင်တွေတယောက်ပြီးတယောက်ဝင်ပြိုင်သွားကြပြီးနောက်ဆုံးကျန်တဲ့ချောင်းချောင်းရဲ့အလှဲ့ကိုမရောက်ခင်မှာတော့ကိုချောရောက်လာပြီးတော့အကောင်းဆုံးလုပ်ဖို့အတွက်ချောင်းချောင်းကိုအားပေးလိုက်ပါလိမ့်။အဲနောက်ချောင်းချောင်းလည်းအလှဲ့ကျလာပြီးဖြစ်တဲ့အတွက်အထဲဝင်ပြီးတော့ကိုကိုကိုအရင်မိတ်ဆက်လိုက်ပါလိမ့်။အဲ့ချိန်ဟီအောင်ကတော့ရှေ့မှာအသုံးမကျတဲ့ပြိုင်ပွဲဝင်တွေတယောက်ပြီးတယောက်ရွတ်ပြသွားတဲ့ dialogue တွေကိုစိတ်ပြတ်နေဖြစ်တာကြောင့် ချောင်းသားလေးမှာတော့ဇန်ညှိုးထဲမှာမပါပဲကိုယ်စိတ်ကူးထဲမှာရှိတဲ့ဇက်ကောင်ကောင်သေဦးဆောင်ပြမှာဖြစ်ပြီးဒါလည်းတက်သစ္စာမဟုတ်ပဲရှမ်းရှမ်းတောက်အောင်မြင်ခဲ့တဲ့အင်ဆိုရာအတွက်ဘာမှမခက်ခဲလောက်ပါဘူးဆိုပြီးတော့ခနဲ့လိုက်ပါလေချောင်းသားတော့ဒီမှာချိန်ပေါင်းများစွာခက်ခဲခဲလေးကျင်လာတဲ့ dialogue နေရာမှာတခြားတစ်ခုသေဦးဆောင်ပြပါဆိုပြီးတော့အစင်မပြောင်းတမင်လုံးနေဟီအောင်ကြောင့်တော်ဝမ်းနေနေရပြီပဲဖြစ်ပါလေအချိန်ပြေမှာဆောင်နေခဲ့တဲ့ဂျိုချောကလည်းအချိန်ချက်ကြည့်ပြီးတော့ခမ်းမာတွေခိုးဝင်လာခဲ့ကချောင်းသားကိုစောင့်ကြည့်ပေးနေခဲ့ပါလေတခြားဒိုင်တွေရောဟီအောင်ရောကချက်ချင်းမျက်ရည်တွေဝဲတက်လာပြီး ပုံစံပြတ်သွားတဲ့ချောင်းချောင်းကိုကြည့်ပြီးတော့မလုံနိုင်ဘူးလို့ထင်နေကြပေမဲ့ချောင်းချောင်းတော့ခမ်းမရဲ့နောက်ဆုံးကနေသူမကိုအားပေးစကားတွေလမ်းပြောနေရဲ့ကိုကျော်ကိုမြင်ပြီးသူမရဲ့တယောက်ဆောင်စွိုင်းကိုထုတ်ပြဖို့အတွက်အားတက်သွားခဲ့ပါလိမ့်။အဲနောက်ချောင်းချောင်းကျမ်းမြေပေါ်မှာထိုင်ချလိုက်ပြီးတော့ဝမ်းနဲ့အားငယ်နေမျက်နှာထားကနေမခန့်ကျင်စိတ်တွေအရန်ပြင်းပြပြီးတော့လက်စားချေခြင်းစိတ်အပြေးဝါရှိနေမျက်နှာထောက်ချက်ချင်းပြောင်းသွားပြီးအရှိမထိုင်နေတဲ့ဒူဝန်စီကိုတဲ့တဲ့ရှောက်သွားကမပြောမစုံတဲ့ဒူဝန်ဘာကိုရိုက်ချပစ်လိုက်ပါတော့တယ်။ဒူဝန်ရောတခြားထိုင်ရောဘာရုတ်တရက်ကြောင်ထွက်သွားကြတဲ့ခါမှာချောင်းချောင်းတော့ နေမြန်လွာကိုချထားစမ်းလို့ပြောပြီးတော့ဒူမော့ကိုနောက်တစ်ချက်ထိုက်ရိုက်ချလိုက်တာပါအန်အောင်ချောင်းကြားဒူမော့ကိုအမင်းကနေတွန်းချခဲ့တာတွေနဲ့ဒီတော့တွင်မှာဒူမော့ဘွားအရန်ခတ်ခဲခဲ့တာတွေကိုပြောရင်းနဲ့ပြင်းထန်တဲ့ငိုကြွေးမှုဝမ်းနည်းမှုတွေရောရှက်နေတဲ့ဒေါသတွေနဲ့ဒူမော့ခံစားခဲ့ရတာတွေကိုတန်းစီပြီးတော့ပြောချပြစ်လိုက်ပါတော့တယ်အဲတော့မှဒူယောတခြားထိုင်းတွေရောကပါချောင်းကြားတေးဥဆောင်နေတယ်ဆိုတာတီသွားပြီးပစံဟောင်းသားနဲ့ငေးကြည့်နေရတော့တာပါချောင်းသားဒိုင်လော့တစ်ခုကိုရွတ်ပြနေရမျိုးမဟုတ်ပဲလက်တွေ့ဘွားမှာဒူမော့ရရှိခဲ့တဲ့နာကျင်မှုတွေနဲ့ဒူခံစားချက်တွေပေါက်ကွဲထွက်လာတာကြောင့် တေးဥဆောင်နေရာနဲ့မတူဘဲအမှန်တကယ်ဖြစ်နေတယ်လို့မျိုးခံစားနေရတာပါအဲလိုနဲ့ချောင်းကြားလေးသူမတေးဥဆောင်စွိုင်းကိုချားပြလို့ပြီးမှတော့ဒိုင်းတွေအားလုံးကိုနှုတ်ဆက်လိုက်တဲ့အခါဒိုင်းတွေလည်းချောင်းကြားကိုလက်ခုပ်တီးပြီးတော့အားပေးလိုက်ကြပြီးဟီအောင်တယောက်ကတော့ချောင်းကြားရဲ့တေးဥဆောင်ချက်တွေကိုကြည့်ပြီးတော့ထိတ်လန့်နေခဲ့တာကြောင့်ကြောက်အောင်လိုပဲဖြစ်နေခဲ့ပါတယ်အဲလိုနဲ့လူရေးပွဲပြီးဆုံးသွားတဲ့အခါမှာတော့ဟီအောင်တယောက်အိမ်ပြန်မှုထွက်လာတဲ့အခါအဆောက်ဦးရဲ့တနေရာမှာဒိုင်းတယောက်ကချောင်းကြားရဲ့တေးဥဆောင်ချက်တွေနဲ့ပတ်သက်ပြီးကြီးကျူးပြောဆိုနေတာကိုကြားလိုက်ရပါတယ်ဒိုင်းတယောက်ကချောင်းကြားရဲ့ပြည်ပြင်လွန်လှတဲ့တေးဥဆောင်ချက်တွေကြောင့် လွန်ခဲ့တဲ့25နှစ်ကမရိုက်ဖြစ်ခဲ့တဲ့ဝမ်းထဲပွဲအတန်ဇလန်းမှာဟီအောင်သာစားဝင်မလာပဲချောင်းသာကိုယ်တိုင်တရုတ်ဆောင်ရင်ဇလန်းကဘလောက်တောင်မှအသက်ဝင်လိုက်မလဲဆိုပြီးတော့ပြောတဲ့အခါမှာတော့အစားရရသူမကိုသူမအင်စရာနေရာမှာအစားထိုးခံနေဆိုပြီးစိုက်ကိုဖောက်နေတဲ့ဟီအောင်နဲ့ဒေါသတွေထွက်ပြီးတော့မကြင်မနှက်ဖြစ်နေရပါလေကိုချောကလည်းချောင်းသာထွက်လာအောင်ပြန်မဆောက်နေတဲ့လူပညာလောကထဲမှာပြန်ပြီးတော့ခြေချနိုင်မှုအတွက်ချောင်းသာတယောက်ဘလောက်တောင်ယူသွွတ်နဲ့စူးစမ်းခဲ့ရတယ်ဆိုတာဒီပြန်တွေးပြီးတော့ချောင်းသာအတွက်စိတ်မကောင်းဖြစ်နေရပါလေ အဲ့လိုနဲ့ခနာကြာမှတော့ဂျောင်းသာရောက်လာခဲ့ပြီးသူမဒီနေ့လူရွေးပွဲကိုဖျက်ဆီးခဲ့မိပြီလားဆိုပြီးတော့မျက်ရည်တွေနဲ့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာကိုကျော်ကဂျောင်းသားကိုဖတ်ထားပေးလိုက်ပြီးတော့ဂျောင်းသားအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာမလို့ဘာမှစိတ်ပူပူပြောပြီးတော့နှစ်သိမ့်ပေးလိုက်ပါတယ်။အဲ့လိုနဲ့ညာပြောက်တဲ့ခါမှတော့ဂျူဆောင်းဖီကဒူဝန်ကိုခေါ်တွေ့ပြီးတော့ဂျောင်းသားကိုပြက်ရှင်းမှုပြောခဲ့ပါတယ်။ဒူဝန်ကတော့25နှစ်လောက်လဲကြာခဲ့ဖြစ်လို့သူ့ရဲ့2-1 entertainment ကိုရောတက်သစ်စကလေးတွေကိုရောအင်စရာကောဘုံချောင်းချာကိုရောပါဒီတိုင်းလွတ်ပေးထားလို့မရဘူးလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ ဂျူဆောင်ဖီကတော့ဒူဝန်ပြောနေတဲ့ယာရီအားလုံးကဒူဝန်ပိုင်ဆိုင်တာတစ်ခုမှမပါဘဲတရောင်းစားကိုတနာလို့ထမင်းကျွေးထားတာကိုထမင်းဝါလာကမှသူပြောတဲ့တိုင်းမလုပ်ချင်မဲနဲ့အာခံပြီးတော့ဟိုဟာလာထောင်ပြနေရပါမလားဆိုပြီးဒူဝန်ကိုဆဲရပါတော့တယ်။အဲနောက်ဒူဝန်အနေနဲ့သူတို့ပြောတဲ့တိုင်းမလုပ်ဘဲအားလုံးကိုဖော်ထုတ်ပြီးရှောင်ထွက်ကျင်နေဆိုရင်တော့ထင်းတဲ့တိုင်းဖြစ်မှာမဟုတ်ပဲယူပဲယူသွားလိမ့်မယ်ဆိုပြီးတော့ဂျူဆောင်ဖီကထပ်ချင်းချောက်လိုက်တာပါ။ဒူဝန်ကတော့ဂျူဆောင်ဖီလက်ကလွင့်ယူပဲယူမလားလွတ်လပ်သွားမလားဆိုတာလုံးကြီးမှပဲသိလိမ့်မယ်လို့ခက်ပြက်ပြက်ပြောပြီးနေရာကနေလက်ထွက်သွားပါတော့တယ်။ တမမလည်းချောင်းချားအဆောင်ကမိန်းကလေးနဲ့စကားပြောနေလူရွေးပွဲအတွက်အဖြေကိုဆောင်ဆိုင်ရင်စိတ်လုံရှားနေပါလေမိန်းကလေးကတကယ်လို့ချောင်းချားနေနဲ့ဇကားတွေပြန်ရိုက်ပြီးတော့အောင်မြင်သွားရင်ဒီဆောင်ကနေပြောင်းသွားတော့မလားဆိုပြီးတော့မေးလိုက်ပါလေချောင်းသားတော့ဒီမှာနေရတာတတ်တောင်းတတ်တာရှိတာမလို့ပြောင်းပြဖို့အတွက်တော့မစင်းသားထားကြောင်းပြန်ပြောတဲ့အခါမိန်းကလေးကဒီဆောင်မှာသူမကိုစကားကောင်းကောင်းပြောပြီးတော့ကောင်းကောင်းရင်းနေတာချောင်းသားတယောက်ပဲရှိတာကြောင့်အဆောင်ကနေချောင်းသားထွက်သွားမှာကိုစိတ်ပူနေကြောင်းပြန်ပြောလိုက်ပါလေချောင်းသားတော့မိန်းကလေးကိုအထီးမကျန်အောင်အားပေးစကားတွေပြန်ပြောလိုက်ပြီး ခဏကြာတဲ့ခါမှတော့လူရေးပွဲရလက်ကိုဖုန်းဆက်ပြီးတော့အကြောင်းကြားလာကြအောင်ချောင်းသားလေးစိတ်လှချားသွားနေပဲဖုန်းကင်လိုက်ပါလေတပတ်မှာတော့ဟီအောင်တယောက်နောက်ရိုက်မဲ့ဇန်လန်းထဲမှာချောင်းသားဒုတိယမင်းကြီးနေရာကနေပါဝင်ခွင့်ရသွားပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ချက်ကိုကြည့်ပြီးတော့ဒေါသတွေထွက်နေခဲ့ပါပြီချောင်းသားလေးလူရေးပွဲမှာအောင်မြင်သွားတာကြောင့်ရိုက်ကွေးအတွက်လိုအပ်တဲ့ခန္ဓာကိုယ်ချိုးစားရနိုင်ဖို့ကိုအချိန်မစွဲဘဲချက်ချင်းပြောင်းလဲဖို့ပြင်ဆင်ဖို့ကိုချောနဲ့တိုင်ပင်ကြပါတော့လေချောင်းသားသူများတွေလိုဂျင်းမာသွားပြီးတော့ပုံမှန်လေးချိန်ခံလို့ဖို့ဟာဈေးကလည်းကြီးလွန်ပြီးအချိန်ကလည်းမပေးနိုင်ဘူးဆိုတာကြောင့် ကိုချောကပဲချောင်းသားနဲ့တူလိုက်ပေးပြီးတော့အပြင်မှာလေးချိန်ခန့်လို့ပို့လိုက်ကူပေးရပါတော့တယ်။အဲ့လိုနဲ့ချောင်းသားလည်းရက်တော်ကြအပြင်မှာထွက်ပြီးတော့အားကစားလုပ်ခဲ့ပေမယ့်မျက်နာသာပိန်ကျသွားပြီးတော့ဘိုက်ကအစီဒီကတော့ဘာမှထူးခြားမလာတဲ့အတွက်ချောင်းသားလည်းရန်ကိုစိတ်ညစ်နေခဲ့ရပါတယ်။ဒါပေမဲ့ချောင်းသားတော့လုံးဝဇွဲမလျှော့ပဲနောက်ရက်ဒီမှာကိုချောကိုမခေါ်တော့ပဲမနက်တိုင်းပုံမှန်လေးချိန်ခန့်လို့ပြီးတော့ဘိုက်ကအစီဒီကိုချဖို့တော့လဲစူးစမ်းပြီးတော့အပြေးလေးချိန်ခန့်အောင်မလုပ်ပါတော့တယ်။အဲ့လိုနဲ့ချောင်းသားလည်းပင်ပမှန်စူးစမ်းဝေးချပြီးတော့လိုချင်တဲ့ခန္ဓာကိုယ်စူးစမ်းအောင်ပိုင်ဆိုင်ခဲ့ပြီးချိန်မှာတော့ ရုပ်ရှင်အတွက်တရားဝင်ကြေညာဖို့ပွဲတရမယ့်နေ့ကိုရောက်လာခဲ့ပါတော့တယ်။ကိုကျွားတော့ရင်းနဲ့လုံးဝမတူဘဲကြစ်လက်တဲ့ခန္ဓာကိုယ်နဲ့ရွယ်တင်ပြီးတော့တက်လက်ပိုင်းမျိုးမီတယောက်လိုရန်ကိုလှပနေချောင်းကြောင်မြင်လိုက်ပြီးတဲ့နောက်မှာချောင်းကြားစီကနဲ့အကြည့်တွေမခွာနိုင်ပဲနဲ့ဖြစ်နေခဲ့ရပါတယ်။အဲနောက်ကိုကျွားစပွန်ဆာရာထားလို့ပြောလိုက်ပြီးအရန်လာတဲ့ဇွဲကြိုးလေးတကုံးကိုထုတ်ပြကချောင်းကြောင်ကိုသူကိုယ်တိုင်ပဲဝစ်ပေးခဲ့ပါတယ်။ဒီဘက်မှာတော့ဟီအောင်တယောက်ချောင်းကြားနဲ့ရုပ်ရှင်ပွဲတူပြန်တက်အောင်စိတ်တွေလှုပ်ရှားပြီးတော့အရန်နဲ့ကြောက်နေတဲ့အတွက်ရေဘူးထဲမှာအရက်ထဲတောက်ပြီးတော့စိတ်ငြိမ်အောင်လုပ်နေခဲ့ရပါတယ်။ အဲ့ကိစ္စကိုဒူဝန်တီသွားချိန်မှာတော့25နှစ်ကြာမှပြန်ပေါ်လာတဲ့အင်စရာကိုတမိုးအောင်ဂိုကြီးအောင်ကတလောက်တောင်ကြောက်နေတာလားဆိုပြီးတော့ပြောလိုက်ပြီးပွဲတက်ခံပြီးတော့မှရက်တွေတောက်နေတဲ့အတွက်ဟီအောင်ဆောက်တွဲတွေရှောင်းမလို့ဖို့ပြောလိုက်ပါတယ်။အဲနောက်ပွဲကကုမာစတာဖြစ်ပြီးတော့25နှစ်ကြာမှကိုကိုကိုအဟုတ်မှတ်ပြီးပြန်ပေါ်လာတဲ့အင်စရာကိုသူတို့အတူနင်းချေပြလိုက်ကြမှာမလို့ဘာမှစိတ်လုံရှားနေမလို့ဆိုပြီးတော့လေဒူဝန်ကဟီအောင်ကိုပြောလိုက်ပါတယ်။အဲလိုနဲ့ဟီအောင်တယောက်ပွဲတွေဝင်သွားချိန်မှာတော့မီဒီယာသမားတွေလည်းအုံထပြီးဓာတ်ပုံတွေလူရဝိုင်းရိုက်ကြပါတယ်။ ဟီယောင်းစင်မင်းမော်ရောက်ချိန်မှာတော့ဒူဝန်ကဟီယောင်းတလောက်လှလှပပနဲ့ပွဲတက်လာတာကိုကပုံပြပန်းပြဖြစ်နေအင်စရာကိုရိုက်ချထားပြီးသားဖြစ်သွား ਈ ဆိုပြီးတော့အချင်းချင်းကတ်ရိုးလေးမြှောက်ပြောလိုက်ပါတယ်။အဲလိုနဲ့ခနာကြာမှာတော့ခမ်းမတကားဝါစီကနေလက်ချင်းချိန်ပြီးရှောက်လာတဲ့လူနှစ်ယောက်ကြောင့်ဟီယောင်းတို့လည်းမျက်စိတွေစူးနေဖြစ်သွားခဲ့ရပါတယ်။သူတို့ကတော့ခြားသူတွေမှုတ်ကြပဲ။ချောင်းကြာနဲ့ကိုချောတို့ပဲဖြစ်နေပြီးချောင်းကြာလည်းဒူဝန်တို့မန်းသားတို့ပုံပြပန်းပြကြီးဟုတ်မနေတော့ပဲ။လွန်ခဲ့တဲ့25နှစ်တုန်းကလို့လှပကြော်ရှင်းနေအင်စရာဖြစ်နေပွဲတက်လာခဲ့တာပဲဖြစ်ပါတော့တယ်။ မီဒီယာသမားတွေနဲ့ဒူဝွန်တို့ကတော့လုံအောင်ပြောင်းလဲသွားတဲ့ချောင်းကျရဲ့အလှမှာမှင်သက်နေမိခဲ့ကြပြီးဟီအောင်တယောက်ကတော့ချောင်းကျကိုအခုလိုပုံစံနဲ့မြင်မြင်ချင်းမယုံနိုင်လောက်အောင်ဖြစ်သွားတာမလို့မတ်တက်တွေထားရပြီးတော့ပါချောင်းကျကိုငေးကြည့်နေရပါတယ်ချောင်းသားကျောင်းအနီးကရန်သူတွေကြားကနေနှိရှိလာများဒုက္ခတွေခံခဲ့ရပြီးတဲ့နောက်မှာအစားအသောက်ရအောင်ခက်ခဲခဲကြိုးစားယူပြီးတော့တကယ်အင်စရာဖြစ်လှလှပပနဲ့ရက်တီလာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တကယ်တော့ချောင်းသားတို့ပွဲတက်တဲ့နေ့မှာဝိဖို့ဆွဲကြိုးလေးကိုကိုချောကိုတိုင်းဆိုင်မှာစိတ်ကြိုက်သွားရွေးချယ်ပြီး ချောင်းကြားနဲ့လိုက်ဖက်မဲ့အလှဆွဲကြိုးလေးကိုဝယ်လာပေးခဲ့တာပါ။ဒါမဲ့လူပြိုကြီးကိုချောကချောင်းကြားပေါ်တစ်ပြေးနဲ့ရင်းရိုင်စာပြုတ်လာတဲ့သူ့ရဲ့ခန်းစားချက်တွေကိုမဖော်ထုတ်ရတဲ့အတွက်ဆွဲကြိုးလေးကိုစပွန်ဆာရခဲ့တာပါလို့လိန်ပြောပြီးပွဲနေ့မှာဆွဲကြိုးလေးဝစ်စီခဲ့တာဖြစ်ပါလေ။ကိုချောနဲ့ချောင်းကြားအတွက်ကိုရိုင်းရွေးချယ်ပြီးတော့ဝယ်လာပေးတဲ့ဆွဲကြိုးလေးကိုစိုင်းရှိမှထုတ်ကျင်နဲ့စိတ်လုံရနေတော့မှပဲဒီပိုင်းနဲ့ဒီမှာခဏရန်နာလို့သွားခဲ့ပါလေခင်ဗျာ။